ကဲမင်္ဂလာပါဗျာဝေလကမ်နိုင်မအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဘယ်အကြောင်းအရာပြောမလဲဆိုရင်ဒီတစ်ပတ်တောက်ချိုင်ညမှာကစားမယ်ပွဲအကြောင်းပါအဲ့တော့ပထမအောင်ဆုံးကျွန်တော်တို့ကြည့်ရမယ့်ပွဲစဉ်ကတော့စူပါရေချမ်းနဲ့မူကာဆေတိုရဲ့ပွဲစဉ်ပါအဲ့တော့အခုပုံမှန်တစ်ချက်ကြည့်လိုက်ကြပါမူကာဆေတိုကစူပါရေချမ်းထက်အရက်ပိုရှည်တယ်အဲ့တော့ rich ဘိုင်းကတော့လုံးဝ တည်တာပါတယ်နော်ဒါပေမဲ့မောကာစက်တူကပဲ risk ပိုင်းကတော့တာနေတာဖြစ်တယ်ပြီးတော့အရင်တစ်ခါကလည်းအဲမွေကိုရှုံးနိုင်ထားတဲ့ fighter ဖြစ်တဲ့အတွက်ဒီတစ်ချိန်တည်တည်ကြာကြာပျံစင်လာမှာတည်ကြပါတယ်စူပါရီချန်နဲ့အရင်ပွဲမှာရှုံးလာမယ်ဒါပေမဲ့ရှုံးတဲ့ပုံစံချင်းတော့မတူဘူးပေါ့နော်ဘာလို့ဆိုရင်မောကာစက်တူကကျွန်တော်တို့မြန်မာ fighter လောဝေး fighter အဲမွေကိုရှုံးထားတယ်အဲ့တော့သူပြန်ပြီးတော့စိန်ခေါ်ဖို့အကြုံးဝါပြောဆိုနေရလေအချိန်ပေါင်းမနေတော့ဘူး သူဖြစ်နိုင်ရင်တော့အင်းမွေနဲ့ပဲမကျေပွဲပြန်လဲနှွှဲချင်တာဖြစ်ပါတယ်။အဲတော့သူဖြစ်ချင်တဲ့အတိုင်းလဲတကြိမ်တော့ပြန်တွေ့ရမှာပေါ့နော်။အဲတော့မပြောတတ်ဘူးပဲချင်လဲဆိုတော့ပြောတတ်ပါဘူး။အဲတော့ဒီတကြိမ်တော့ Super Yin Chan နဲ့အရင်ဆုံးပြန်တွေ့ရမှာဖြစ်ပါတယ်။ခုနပြောတဲ့အတိုင်းပဲ Rich Pain မှာတော့ဒီ Mukase တို့ကတားနေပါပြီ။ဒါပေမဲ့ရှင်ထိုးတဲ့အပိုင်းမှာကျွန်တော်တို့ Super Yin Chan ပုံပြီးတက်ရတာဖြစ်ပါတယ်။ပြီးတော့ခံနိုင်ရင်ပါ ခန္ဓာရဲ့ဘိုင်းမှာလည်းကျွန်တော်တို့စူပါရင်ချန်ပို့ပြီးတော့တာပါတယ်။အမှန်တမ်းပြောရမယ်ဆိုရင်တော့ဒီပွဲအနိုင်ရှုံးကိုကျွန်တော်ကတော့50 50စီပဲခံမှန်ပေးချင်ပါတယ်။ဘာလို့စူပါရင်ချန်အတွက်ကလည်းအဲ့လောက်ထိလွယ်ကူတဲ့ပြင်ပမျိုးမဟုတ်ပါဘူး။ပြီးတော့ဒီမိုဂါဆေတိုကလည်းလက်ဝိတ်ဖိုက်တာကိုတစ်ချိန်ရှောင်းထားပြီးသားဖိုက်တာဖြစ်တဲ့အတွက်သူ့မှာလည်းဒီ PR တချို့တော့ရှိနေမှာသိကြပါတယ်။ အဲ့ဒါကြောင့်အနိုင်အချုံးကိုခံမရမယ်ဆိုရင်ကျွန်တော်ကတော့50 50စီပဲခံမှချစ်ပါတယ်ကျွန်တော်တို့ဒီစူပါရေချမ်းကတော့နိုင်စေချင်တာပေါ့နော်ကျွန်တော်တို့ဖိုင်တာကတော့နိုင်စေချင်တာတော့အမှန်ပါပဲဒါပေမဲ့ခုနကပြောတဲ့အတိုင်းပဲအားရချက်အားနည်းချက်တွေရှိနေတော့ကျွန်တော်က50စီပဲခံမှထားတာဖြစ်ပါတယ်โอเคနောက်တစ်ပွဲနောက်တစ်ပွဲကြည့်လိုက်ကြပါအဲ့ဒါပါလင်းဆိုရင်ဒီမှာလာပါပြီမွေတိုင်းဖိုင်တာချက်ဖတ်နဲ့ကျွန်တော်တို့မြန်မာဖိုင်တာထုံးမအောင်ရပွဲ အရင်နေ့ဒီမှာကျွန်တော်ဒီအကြောင်းအရာပြောခဲ့ရပြ။ဘာလို့ဆိုရင်အတ္တိကတော့ဒီအရက်ပေါ့နော်။ rich buying ဘာလို့ပိုတာလဲဆိုတဲ့အချက်ကိုကျွန်တော်ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့နောက်ဆုံးထိုးတက်ခဲ့တဲ့ဘွဲမှာဒီမွေထိုင်းဖိုင်တာချက်ဖက်က9ပေနမ9လမပဲရှိတာပါ။အဲ့ဒါ fatest fight ပါနော်။ fatest fight မှာတို့တို့ဘယ်လိုမျိုးတိုင်းထားလဲတော့မသိဘူး။ပြီးတော့ one championship မှာကျွန်တော်တို့ဒီထုံမဲအောင်နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲမှာသူ့ရဲ့အရက်က6ပေတိရှိပါတယ် အဲ့တော့အဲ့လောက်ထိကွာတယ်ဗျာပြောမလို့ငါပဲခုံနဲ့6ပဲရှင်ရက်လိုက်ရင်တော်တော်လေးကိုကွာမှာပြေးချတယ်ဒါပေမဲ့ဒီနေ့တရင်ဝင် face off လုပ်တဲ့အချိန်မှာအရင်ကြီးကွာမနေဘူးဆိုတာကျွန်တော်တွေ့ရတယ်ဒီမှာကြည့်လိုက်ကြပါထုံးမအောင်ကနည်းနည်းလေးပဲဒီတလက်မလောက်ပဲပို့ပြီးတော့ရက်ပို့ရှင်းနေတာတွေ့ရတယ်။အဲ့တော့ကျောင်းကျွန်တော်ကတော့တို့ရဲ့ data ထည့်တဲ့အပိုင်းမှာကျွန်တော်တော့မေကွန်းထုတ်ချင်ပါတယ်။အမှန်ဆိုရင် လေးလက်မလောက်ရက်ပို့ရှင်းတဲ့ဖိုက်တာဆိုရင် တော်တော်လေးကိုကွာနေတွေ့ရမှာပါဒါပေမဲ့အခုကတိတ်မကွာဘူးတလမလောက်ပဲကွာနေတဲ့အနေထားမှာကျွန်တော်တွေ့ရပါတယ်ဘလိုပဲဖြစ်ဖြစ်ထုံမင်းအောင်ကတော့ဒီ reach by တာများတော့လုံးဝအသေးချာတော့အသေးချာနေပါတယ်နော်တော့ဒီပွဲရလက်ပိုင်းကတော့ဘလို့လာမလဲဆိုတော့ကျွန်တော်မပြောတတ်သေးဘူးလက်ရှိထုံမင်းအောင်ကတော့အသက် session နဲ့သူ့ရဲ့ပြင်ပဒီ chat pack ကတော့အသက်19နှစ်ပဲရှိသေးတယ်19နှစ်ဆိုပေမဲ့အပွဲပေါင်း40ကျော် 50ကျော်လောက်ထိုးခဲ့ပြီးတော့ဖိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝါရင်ဖိုင်တာတယောက်လို့ကျွန်တော်ပြောလို့ရပါတယ်။အဲတော့တကယ်ကိုကြည့်လို့ကောင်းမယ်ပွဲပါ။ထုံမိတ်အောင်ကအရင်တပွဲမှာရှုံးနေထားတဲ့အတွက်ဒီပွဲအတူတူအင်မတန်ကိုအရေးကြီးတဲ့ပွဲစဉ်ပါ။ဒီပွဲနိုင်မှာပဲနောက်ထပ်ပွဲစဉ်တွေတူတက်နိုင်နိုင်မှာဖြစ်ပါတယ်။အဲတော့တူတူတော်တော်လေးကိုအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။ Okay အဲ့ဆိုရင်ဒီပွဲကမနက်ဖြန် အာည9နာရီလောက်စမှာဖြစ်ပါတယ်เนาะအဲဆိုရင်ကျွန်တော်မြန်မာဖိုင်တာနှစ်ယောက်ကို အတူတူကအားပေးလိုက်ကြရအောင်ဗျာโอเคနောက်ထပ်အကြောင်းအရာတစ်ခုပါလဲဆိုရင်မနေ့ညလုံးဝအပေါ်လောရိုက်သွားတဲ့အာရှတစ်ခွင်အရှစ်တောင်အာရှတစ်ခွင်မှာမုန်တိုင်းတိုက်သွားတဲ့အရာပေါ့เนาะလုံးဝကိုလေကြီးမိုးကြီးနဲ့ကိုလေတိုက်သွားတဲ့အရာအဲ့ဒါတော့မောင်မောင်လွင်ဒီမန်ချက်စတာယူနိုက်တက်ကိုကိုတွင်းသွားတဲ့ကိစ္စပါအခုဒီကျွန်တော်ပုံမှန်ပြထားတဲ့အတိုင်း ကြည့်လိုက်ကြပေါ့တချို့ကလည်းလုံးဝမယုံနိုင်ဘူးဗျာဒီမန်ယူတကယ်ကန်ရင်တော့တို့တို့နိုင်မှာမဟုတ်ဘူးတို့တို့နိုင်မလားกว่าတဲ့ပြီးတော့နောက်တစ်ယောက်တော့မန်ယူကဂုံတက်ရှိပြီးသားတဲ့ဒီလိုကလေးတွေကိုနှစ်သိမ့်မြောက်စားရတာပေါ့တဲ့အဟုတ်ကြီးတော့မမှတ်နဲ့လေအဲ့လိုမျိုးလား comment တွေလို့အများကြီးရှိပါတယ်เนาะအဲ့တော့ man u ပြိတက်တွေပေါ့ပြောချင်တာကမောင်မောင်လွင်ဟန်လေ man u ပြိတက်တယောက်ပါတယ်သူကိုယ်တိုင်လည်းဒီနေ့ interview မှာပြောဆိုထားတာဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ကမန်ယူပြိတ္တတွေများတယ်မြန်မာပြည်မှာတော့ဘိုးဘွားခက်ကတရားနဲ့မန်ယူမန်ယူဆိုပြီးအားပေးလာကြတာဖြစ်ပါတယ်အဲ့တော့အခုမောင်မောင်လေးရဲ့ခက်ရောက်တဲ့အခါမှာတော့မန်ယူကိုပါခေါ်တီးလို့ရတဲ့အဆင့်တွေရောက်နေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အာရှတာရီလည်းမညံ့ပါဘူးဒီစပါကအတင်းကောင်းဆောင်ကိုရီးယားကစားသမားစန်နေပေါ့နော်စန်နေကအခုတော်တော်လေးကိုအောင်မြင်မှုရရှိနေပြီဖြစ်တယ် သူတို့ရဲ့တမိုင်းတစ်ချောင်းမှာနှစ်ပေါင်း60လောက်ရှိရင်ဖလားမရဘူးနော်အဲ့တော့ဒီနှစ်မှာပဲစန်နီကဖလားရရှိအောင်စွမ်းဆောင်နိုင်နေပြီဖြစ်ပါတယ်အဲ့တော့စပါတင်ရဲ့ legend ကစားသမား၃ယောက်ထဲမှာသူလည်းစည်ရင်ဝင်သွားရဖြစ်ပါတယ်အဲ့တော့အရှာသားတွေကိုလည်းလုံးဝ short တလို့မရဘူးမနေ့ညကိုကတော့ကျွန်တော်တို့မြန်မာတနင်္ဂနွေလုံးပေါ့နော်မြန်မာတမိုင်းတစ်ချောင်းမှာမန်ယူကိုကိုးတွင်းနိုင်တဲ့ပထမအဦးဆုံးတော့ မြန်မာကစားသမားမောင်မောင်တွေဖြစ်သွားပါတယ်။အဲ့တော့လုံးဝသမိုင်းဝင်ဖြစ်သွားပါပြီ။အဲ့တော့ဒီအချက်ကိုကြည့်ရင်အာရှမှာလည်းဥရောပတိုင်းအကစားသမားတွေနဲ့အရှင်နိုင်တဲ့ဘောလုံးတမားအမြောက်အများရှိနေပြီဆိုတာကျွန်တော်တို့သိရှိနိုင်ပြီဖြစ်ပါတယ်နော်။ Okay အဲ့တော့ဘောလုံးအကြောင်းပေါ့။နောက်ထပ်အကြောင်းအရာတစ်ခုရှိပါသေးတယ်။အဲ့တော့အပလေးဆိုရင်ကျွန်တော်တို့ကြော်ခန့်ဝင်ရဲ့ဝဲစဉ်အကြောင်းပါ။ ။အဲတော့ပြီးခဲ့တဲ့ပွဲမှာကျော်ခန်းဝဲက Time Fighter ကို Getty ချုပ်နဲ့ဒုတိယအချိန်မှာပဲအဆုံးတတ်ထားဖြစ်ပါတယ်။အဲတော့လက်ရှိအချိန်မှာကျော်ခန်းဝဲက training ပြန်ဆင်းနေပြီဖြစ်တယ်။မြန်မာနိုင်ငံမှာပဲ training ဆိုင်တာပါနော်။အဲတော့ MMA Fighter ကျွန်တော်တို့ဒီ Champ Box MMA Fighter တယောက်တော့ traveler ဖြစ်ပါတယ်။နောက်ပွဲကပေးချင်းဖြစ်မလဲဆိုရင်လာမယ့်ဩဂတ်စ်လမှာလို့ကြေညာထားတာတွေ့ရပါတယ်။အဲတော့ God of Martial Art လို့ခေါ်တဲ့ GM Promotion ရဲ့ Champion ကပတ်ကိုကျွန်တော်တို့မြန်မာ Fighter ကြော်ခန့်ဝင်ရရှိသွားနိုင်မလားဆိုတော့ကျွန်တော်တို့အချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်နော်ကျွန်တော်တို့အတူတူအားပေးလိုက်ကြရအောင်အဲတော့အရင်ပွဲကိုမကြည့်ရသေးတဲ့အညစ်ကိုတွေကျွန်တော်ဒီမှာခြားပြထားပါတယ်အဲမှာတွားရောက်ကြည့်ရှုလို့ရပါတယ် VNN ပြည်တက်တယ်ကတော့တကယ်ကိုချစ်စရာကောင်းပါတယ်ဒီ Time Fighter နဲ့ကျွန်တော်တို့မြန်မာ Fighter နဲ့ကစားပြီးဆိုရင် မြန်မာဘက်ကပဲပို့ပြီးတော့အားပေးကြတွေ့ရပါတယ်။မယုံတီဗီဒီယိုဖိုင်မှာတစ်ချက်ပြင်သွားကြည့်လိုက်ပါနော်။မြန်မာကစားသမားဘက်ကအသာစီးရသွားတဲ့အချိန်မှာတို့အောင်ကနေလုံးဝကိုလက်ကုပ်တွေတီးပြီးတော့အော်ခဲ့ပြီးတော့အားပေးကြတွေ့ရပါတယ်။အဲ့တော့ဗီယက်နမ်တွေလည်းမြန်မာတွေကိုတော်တော်လေးကိုချစ်တယ်ဆိုတာကျွန်တော်တွေ့ရှိရဖြစ်ပါတယ်။ Okay အဲ့ဆိုဒီနေ့ကတော့လောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။